hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဆန်ဆိုင်ထဲမှာရှိတဲ့ကျစီတင်မင်းဆိုင်လေးကိုတင်လိုက်ပါတယ်ဒီကျောင်းကဘတ်စကားစီစဉ်ပေးတာကိုကိုဘကိုဆိုင်ကင်နဲ့သွားတဲ့နေ့ပေါ့နော်အဲ့နေ့မှာဒီဆိုင်ကင်နဲ့သွားရင်းနဲ့လမ်းမှာရှိတဲ့ဒီဆိုင်လေးကို ဝင်စားမိခဲ့တာပါမနှက်စာအနေနဲ့ပေါ့နော် ကျွန်တော်တို့နေတဲ့ဒီချန်ပုတ်ကနေပြီးတော့ဒွိုင်းဆက်ခတ်တီသွားရမှာဆိုတော့ဒီလမ်းမှာတွေးတဲ့ဒီဇိုင်းလေးပေါ့နော်ဒီတတော်မှာလည်းတွေးခဲ့တာမို့လို့ဒီသွားဆန်းစာကြီးရဲ့အနေနဲ့သွားဆန်းစာကြီးခဲ့တာပါပြီးတော့သူဆိုင်လေးကဒီ Michelin Guide လဲရထားတာဖြစ်ပြီးတော့ဒီ Locality ဂျာထဲမှာလဲရေပန်းစားရတယ်ထင်ပါတယ်တော်တော်များများလာစားကြရတယ်ပေါ့နော် ဒါလေးကတော့ဂျင်းထောင်းလေးနဲ့ဒီငရုတ်ဒီထောင်းလေးကိုအချင်းလေးနဲ့ထည့်ပြီးတော့ပဲကျွန်တော်စားလိုက်ပါမယ်အချင်းအနေထားလေးကတော့ပြစ်ပြစ်ကလေးပါ ျက်စိတမင်းကိုဒီအချင်းကလေးနဲ့စားလိုက်တယ်ဆိုရင်တော့တော်တော်ကောင်းတာလေးကိုတော့ခံစားရမှာပါပြီးတော့လဲဒီပေးရတဲ့ဈေးလေးနဲ့လဲတန်ပါတယ်ဒီဘတ်90ဘတ်60အဲ့ဒီဝင်ချင်မဲ့ရှိတာပါဒီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့မှကျွန်တော်တို့ဒီ6500 9000နီးပါးပေါ့နော်ပြီးတော့သူ့ရဲ့ဟင်းရည်လေးကလည်းအကြည်လေးသာဖြစ်တာတော်တော်ရသာရှိပါတယ် ပြီးတော့ပုံဆက်ချင်တာမလို့ဒီငေုပ်သီးလေးကိုပို့ပြီးတော့အချင်းလေးကိုထည့်လိုက်ပါမယ် သူ့ရဲ့ဒီပါရပိုရှင်လေးလည်းမစိုးလို့ပြောရပါမယ်ဒီကြက်သားကိုမာထက်ပြီးတော့ဒီကြက်သားတုတ်ထိုးလို့မို့အလိုမို့အကင်လေးလည်းအများကြီးတော့ရှိသေးရပါတော့ကျွန်တော်တို့ကလည်းဒီတိုင်းမနှက်စာပဲစားရမလို့ဒီတယောက်တစ်ပွဲပဲစားမှာပေါ့နော်ပြီးတော့အကြောင်းကလည်းဆက်သွားရမှာဆိုတော့ဒီနည်းနည်းလို့မမြန်လေးတော့စားလိုက်ပါမယ် ဒီကျွန်တော်တို့ဆိုလဲဒီထိုင်းစကားလဲမတက်တာမို့လို့ဒီတိုင်းပဲလညိုးထိုးပြီးရပဲထုတ်လိုက်တာပေါ့နော်ဒီတခြားထိုင်းဝိုင်းနေဆိုရင်တော့သူတို့လမိုဟင်းပွဲ လိုမျိုးဘာမျိုးတွေအဲ့လိုမျိုးထက်ရှိသေးရထင်ပါတယ်အဲ့လိုမျိုးတွေလဲတတော်တွေ့ရပါတယ်နော်ဆန်တာ ဒါလေးကတော့ဘာမှန်းမသိပဲနဲ့ဒီသပွဲတော်မှာရှိနေရတဲ့စမ်းပြီးတော့စားကြည့်တာပါဒီလိုမျိုးအလိုမျိုးအလိုအရေးတစ်မျိုးပဲပေါ့နော်အလိုနည်းနည်းချူချူလေးတော့သွားပါတယ်သူ့မှာအဲ့ဒီဆိုင်ကလေးထဲမှာလဲစားလို့ရတယ်ဒီဘက် channel ထဲမှာလဲစားလို့ရတယ်ပေါ့နော်ကျွန်တော်တို့အခုထိုင်းနေရတော့ channel ထဲမှာပါ ျွန်တော်အထင်ဆိုရင်တော့ဒီအချင်းလေးပေါ့နော်အဲ့အချင်းလေးကတော်တော်ကယ်ရီလောက်သွားတာပါအဲ့ဒီအချင်းလေးထဲမှာပဲဒီအရာသာတွေအကုန်လုံးကပါနေတာဖြစ်ပြီးတော့ဒီကြက်စီတမင်းရဲ့ဒီကြက်သားရဲ့နွနွညံ့ညံ့လေးရဲ့ဆိုတော့ဒီလိုလို့ပြောရမလဲသူ့ရဲ့ကွန်ဘိုတွေကအရန်ပေါင်းဆက်ပြီးတော့အဲ့လိုပိုကောင်းသွားတာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကတော့ထင်ပါတယ်ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်အရာသာလည်းတော်တော်ရှိပါတယ်နော် ပြီးတော့သူဆိုင်ကဒီဆိုင်ရှိမှလည်းဒီစက်သားအယုတ်ကြီးကြီးရှိရဲဆိုတော့ဆိုင်ရလည်းတော်တော်သိသားပါတယ်ပြီးတော့လူတွေလည်းကြတက်တယ်ဒါပေမဲ့ဒီကျွန်တော်တို့မှားလိုက်တယ်ဆိုရင်ဒီအနောက်ကနေပေါ်တန်းပြီးတော့ရောက်ခဲ့တာပေါ့နော်ဘလိုမျိုးစောင်းရတာဗာများတော့မရှိဘူးတော်တော်လောက်တာလည်းမြန်တယ်ဘလိုမျိုးရတာလည်းမြန်ပါတယ် သွားစားမယ်ဆိုရင်တော့ဒီမနက်ပိုင်းဖြစ်ဖြစ်နေ့လယ်ခင်းကိုမှအစောပိုင်းပေါ့နော်ဒီ၁၇လောက်ပဲဖြစ်ဖြစ်သွားစားတာအဆင်ပြေမယ်လို့ကျွန်တော်ကထင်ပါတယ်ဒီကျွန်တော်တို့အရင်တစ်ခါတော့နေ့လယ်သွားစားတာကုန်ပြီးတော့ဒီဆိုင်ရတောင်ပိတ်သွားပြီပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တယ်လို့ပါ ဒါတော့တငယ်ချင်းကသူအရေခွန်ပိုင်းမကြိုက်လို့ပေါ့နော်ကျွန်တော်ကကြတော့ဒီအရေခွန်လဲကြိုက်တယ်ဆိုတော့ဒီတိုင်းပဲစားလိုက်ပါမယ် အဆုံးထိကြည်ပေးလို့တဦးရောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲပိုင်ပိုင်ပါနော် good night ပါ